မျိုးတွေအားလုံးဝင်မင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့တင်းတိတ်ပေါက်တဲ့သူတွေဝက်ချန်တွေပေါက်နေတဲ့သူတွေနောက်ပြီးတော့ပွေးတို့ဝဲတို့ညင်းတို့ပေါက်နေတဲ့သူတွေအတွက်เนาะစေကောင်းလေးတစ်ခွက်ကိုအဲပျောက်စေခြင်းနဲ့စေတနာမြတ်တာဖြစ်အလာရောက်မြှောက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပွေးတွေဝဲတွေညင်းတွေပေါက်မယ်တင်းတိတ်တွေဝက်ချန်တွေပေါက်မယ်ဆိုရင်အဲကျွန်တော်ရဲ့ view လေးကြည့်တော့ပါအဲမကြော်တော့ပါနဲ့ တကယ်လို့ကိုမဖြစ်ခဲ့ရင်တော့မှအဲကိုဝိနာမှာဖြစ်တဲ့တကယ်ချင်းမိတ်ဆွေညီကောင်မတော်မများဖြစ်ခဲ့ရင်လေအဲကျွန်တော်ရဲ့စီနီလေးပြပြီးတော့အဲသူတို့တတ်တာတတ်တာပြောက်ခွင်းသွားတယ်ဆိုရင်အဲမျိုးတွေလည်းကုသိုလ်ရတော့ကျွန်တော်လည်းကုသိုလ်ရကြတာပေါ့နော်အဲကြောင့်မို့တူဦးစေတနာတူဦးမြတ်တာပေါ့နော်အဲကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်တော့ပါပွေးတို့နော်ဝဲတို့နှင်းတို့တင်းတိတ်ဝက်ချံတို့ပေါက်တဲ့အမျိုးတွေအတွက်အဲကျွန်တော်တို့ဖော်ဆက်လုပ်ပေးရမယ်စီနီလေးကတော့တကယ်မှလူကူရွှေရှင်းပါတယ်ကျက်သွန်ဒီနော်ကျက်သွန်ဒီကျွန်တော်တို့ ခတ်အလောတော်လေးပေါ့နော် တလုံးပေါ့နော်ကျက်သူနီတလုံးနော်တမယာသီးတလုံးရှင်ရပါပြီအဲကျွန်တော်ဖုံဖုံဖုံလေးလေးကျွန်တော်ပြပြပေးပါမယ်ခင်ဗျာကျက်သူနီတလုံးကိုကျွန်တော်အခွန်ခွာမယ်အခွန်ခွာပြီးရေစင်အောင်ဆေးမယ်ဆေးပြီးဝိုင်းရင်ကျွန်တော်တို့အဲတန့်စင်းရှင်ကျဲတဲ့ကျွန်တော်တို့အဆုံတစ်ခုထဲမှာကျွန်တော်တို့ညက်နေအောင်ထောင်းပေးနော်ညက်ညက်မှုတ်ပြီးအောင်ထောင်းလိုက်ညက်နေအောင်ထောင်းထောင်းပြီးဝိုင်းဆိုတာနဲ့ကျွန်တော်တို့ကအကျက်တုန်ကြီးရဲ့အဲ့ဒီဥစ္စာကိုပေါ့နော်ထောင်းထားတဲ့အဖက်ကိုအဖက်ရောအရှိရောပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကပကန်းလုံးတဲ့ထက် ထည့်ပြီးွားရင်တမယာတိတလုံးကိုကျွန်တော်ကညှစ်ထက်ညှစ်ထက်ပြီးတမအောင်မှုရေနော်တမအောင်မှုပြီးတမနည်း2မိနစ်လောက်မှုရေအဲမှုပြီးွားကြီးဆိုရင်ကျွန်တော်ကကျွန်တော်ပြောတဲ့အဲဟိုဒီပွေးပေါ့နော်ပွေးဖြစ်တယ်ဆိုအဲပွေးနေအောင်လိမ့်ပေးနော်နှင်းဖြစ်တယ်ဆိုနှင်းနေအောင်လိမ့်ပေးအရာနာပေါ့နော်ဖိနာရရတယ်ပေါ့ရရနေအောင်လိမ့်ပေးအဲကျွန်တော်ပွေးရလိမ့်မယ်ဆိုရင်ကျွန်တော်တို့ကနည်းနည်းတော့ကုတ်ပြီးသိလားနည်းနည်းသွေးစီပူအောင်ကုတ် ဘယ်နေရာဖြစ်ဖြစ်ပေါ့နော်ပွေးတို့ဝဲတို့အနှင်းတို့ဆိုရင်အကုတ်ပဲကုတ်ပြီးတော့လင်းပြီးပို့ပြီးတော့အာနိသင်အထည်ရောက်မှုပို့ရှိတယ်လင်းငါရက်မကြဘူးအတတပြောက်ကင်းနေပေါ့နော်အဲကျွန်တော်တို့ဒါမျက်နှာမှာပေါက်တဲ့တင်းတိတ်တို့ဝက်ချန်တို့ဆိုရင်တော့ကျွန်တော်တို့ကတဲ့တနည်းကိုနှစ်ချိန်လင်းပြီးအပွေးသမားတွေရောနှင်းသမားတွေရောဝဲသမားတွေရောကျွန်တော်တနည်းကိုနှစ်ချိန်တော့လိမ့်ပြရမှာနော်အဲမျက်နှာမှာပေါက်တဲ့ကျွန်တော်တင်းတိတ်တို့ဝက်ချန်သမားတွေအတွက်ဆိုရင်ကျွန်တော်တို့မနက်ပိုင်းပေါ့နော်မနက်ပိုင်းတစ်ချိန်လိမ့်လိုက်နော်အဲညနေပိုင်း ညနေ၄နိုင်၅နိုင်တော့လိမ့်ရလိုက်ပေါ့လိမ့်ရပြီဆိုရင်ကျွန်တော်ညအိပ်ရမုံခင်မှာကျွန်တော်ကမျက်နှာတက်ပြီးလိုက်တက်ရမှာမျက်နှာတက်ရမှာကျွန်တော်ရင်နွေးပေါ့နော်ရင်နွေးရင်နွေးချမ်းလေးပေါ့နော်ရင်နွေးပေါ့ရင်နွေးနဲ့ကျွန်တော်မျက်နှာတက်အတက်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ကတနက်ခါပေါ့နော်ကိုယ့်မှာရှိတဲ့တနက်ခါလေးကိုလိမ့်ပြီးအဲဆိုမျိုးတွေဘယ်တော့မှမကြဘူးတကယ်မှတက်တာပြောက်ကင်းတယ်ပေါ့နော်ကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်ခင်ဗျာကျတုံနေတလုံးကိုကျွန်တော်တို့အဖင်ကောင်းဖြတ်ရေစင်အောင်စီးစီးပြီးွားရင်ကျွန်တော်စင့်ကြဲအသက်ရှင်တဲ့အဆောင်ထဲမှာထောင်း เนาะจีหม่องทองทองมือไว้ยังเราไอ้ประกันเนี่ยเปลี่ยนแท้วะเนาะแท้ไปตําญาติตะลงหิ่แท้ตําเนี่ยตําเนี่ยเราจะเอาหมวยไปไอ้หมวยไปไว้สุดาเนี่ยเราเน้นหน้ามาถ้าติ้นเต้ดูวัชันดูปอกเลยไอ้မျိုးนี่จ้ะรอเน้นหน้าตะเปียนลงเล็งไปตะเปียนลงเราเล็งเล็งไปไว้สุดาเนี่ยเราไม่นับไปตะฉินเล็งไปวะเนาะเล็งไป2นาที3นาทีเราเน้นหน้ามาทาเอ้2นาทีแล้วเน้นหน้ามาทาบ่เนาะไม่นับไปเล็งไปสุอย่างเอ้ถ้าเลยบ่เรา7นาทีแล้ว7นาทีอย่าเล็งเนี่ยสุอย่าง10นาทีแล้วมาเราเน้นหน้าติดไป အဲတကြောကျွန်တော်ညနေ3:00နာရီလောက်မှလိမ့်မယ်ဆိုရင်အ9:00နာရီ6:00နာရီပေါ့ဒါမှမဟုတ်လဲညအိတ်ခန့်ဒီမှလည်းကျွန်တော်မျက်နှာတစ်မျက်နှာတစ်ပြီးလိုက်ပေါ့နော်ညအိတ်ရအိတ်ရမဝင်ခင်တော့မျက်နှာတစ်ပြီးအဲတစ်ပြီးတော့မျက်နှာတစ်ရမှလည်းကျွန်တော်ရိုးရည်နဲ့မတင်နဲ့နော်အဲရင်နွေးရင်နွေးချမ်းပေါ့နော်အဲရင်နွေးပေါ့အဲရင်နွေးနဲ့မျက်နှာတစ်အဲတစ်ပြီးဝိုင်းပြီးဝိုင်းကျွန်တော်တို့ကဒီတနခါလေးပေါ့နော်တနခါအတုံးဆိုတော့ပို့ခေါင်းတော့ပေါ့နော်အဲ့ဒါလေးမျက်နှာလေး သွေးပြီးတော့လင်းပြီးမယ်ဆိုရင်အတိတ်တန်တာကိုတတ်တာပြောပြမှာလေဗောနော်အပွေးသမားဝယ်သမားဝယ်သမားအညှင်းဖြစ်တဲ့သူတွေကြတော့ကျွန်တော်တို့ကနည်းနည်းတော့ကုတ်ပြီးနော်အဲကိုဖြစ်တဲ့နေရာကိုကုတ်ကုတ်ပြီးအဲကောင်လိမ့်ချ၄၅ရက်မှကြာဘူးအမြန်ဆုံးတတ်တာပြောပြမှာလေဆိုတဲ့ကြောင်းဒါမျိုးတွေလာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်အကျွန်တော်ရနောက်လာမယ့်ဗီဒီယိုတွေမှာလည်းကျွန်တော်ဘယ်လိုဆူဆောင်းကောင်းများကိုမျိုးရစ်ရှိကိုယူဆောင်လာပြုံးမလဲဆိုတော့လည်းကျွန်တော်ရဲ့ဗီဒီယိုလေးစောင့်မျှကြည့်ရှုပေးပါအောင်လို့အဲ့ဒီနေရာကြီးကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ် အနာမျိုးကိုတဲ့၆ဝါယောဂကိုခံစားနေရတော့ဝိညာဉ်ရှင်မျိုးတွေအားလုံးเนาะအနာနဲ့စိတ်နဲ့တွေးပါစီဆရာကောင်းသမားကောင်းနဲ့တွေးပါစီသူတော်ကောင်းသူတော်များရဲ့ဆောက်ရှောက်မှုဆုံးမမှုကိုရရှိနိုင်ကြပါစီအဲကိုချစ်ခင်ရတဲ့မိသားစုနဲ့အတူအသက်တရာတိုင်းမကအသက်နေရာတိုင်းအေးချမ်းပျော်ရှင်သောမိသားစုဘဝကိနံကိုငြိမ်းချမ်းစွာအေးချမ်းစွာပျော်ရှင်စွာဖြတ်သန်းနိုင်ကြပါစီရှောင်လန်းနိုင်ကြပါစီလို့ဆုတောင်းပေးပါတယ်မျိုးရီအားလုံးပဲကြမ်းမှချမ်းသာကြပါစေ။အနာမျိုးကိုတဲ့၆ပါးယောဂကင်းဝေးပါစေ။ကက်ကြီးသုံးပါးမှလည်းကျော်လွှားနိုင်ပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုမွန်ကောင်းတောင်းပေးပါရစေခင်ဗျာ။